ပတင်ညာဆိုတာမတင့်တယ်ဘူးဆိုတော့ဟိုစိတ်ထဲမှာစွဲနေအောင်မှတ်ထားဖို့သူဆိုလိုတယ်ဟုတ်တာပေါ့လူဆိုတာဘယ်နဲ့အေးရတာပြီဆိုရင်တန်ရှင်းထုတ်ကြရတယ်လေအဲ့တော့အေးရထားတဲ့အတိုင်းနေလို့ရမှာမရဘူးအေးရထားတဲ့ပုံစံအတိုင်းနေကြည့်ပါလားတပတ်လောက်တပတ်လောက်ကိုယ်တော်မှပဲရှင်စရာဖြစ်လာမှာเนาะ အရာထားတဲ့ပုံစံတိုင်းဘာမှလုပ်တဲ့ရိတ်လည်းမချိုးနဲ့မျက်နှာလည်းမသိနဲ့ဒီတိုင်းနေအတုပါလားသူပါလားစင်ကြယ်လားမစင်ကြယ်ဘူးလားဆိုတော့တွေ့တယ်။တို့ဒီအတန်ရှင်းနိုင်လို့သာတူကြတဲ့သွားလို့ရတာ။တန်ရှင်းနိုင်လို့အကြည့်တယ်။တန်ရှင်းတော့ရိုးရိုးတန်ရှင်းလို့မရဘူး။သူကကဘာလို့ရသေးတယ်။ကဘာလို့ရဆိုရင်ရေမွေးဆွရတယ်။ အမွေးနှံသာအသုံးပြရတယ်ဒါလေး ਨੇ ကာဘာလောက်ထားအမားလူကမွေးတာမဟုတ်ဘူးနှံသာတွေကမွေးတာအဲ့ဒါလူကမွေးတဲ့ထင်းနေကြတခါထပ်ပြီးတော့ illusion ဖြစ်တာလူရဲ့ခန္ဓာကိုယ်ကမွေးတဲ့အရာတခုမှမရှိဘူးနော်အဲ့ဒါကာဘာလောက်ထားအဲ့ဒီကာဘာမလောက်ဖဲနဲ့ဘူးရင်းကိုတိအောင် စိတ်ထဲမှာစွဲနေအောင်မှတ်ထားတာအတုပတင်ညာမတင်တယ်ဘူးမတင်တယ်ဘူးဆိုတာပဲမသိတော့ဆိုရင်လူတယောက်ဟာအသက်နဲ့ကိုယ်နဲ့ကိုးစားကွဲသွားပြီဆိုရင်ဒါလူတဲ့အတုပလို့ခေါ်ကြတာအဲ့ကျမှအတုပခေါ်တယ်အမှားတော့တည်သွားတဲ့ dead body နဲ့အသက်ရှင်တော့ dead body ဟာယွန်းရခြင်းတူတူပဲနော်အဲ့လိုမြင်အောင်ကြည့်ရအောင်အဲ့တော့ကျွန်တော်ရခဲကြီးဆိုတဲ့ ရာဂပြီးကိုအမြဲတမ်းမတက်မတဲမစင်ကြဲတဲ့အနေထားတွေကိုကြည့်ရှုပြီးတော့ငြိမ့်သက်ပါမြတ်စွာဘုရားကမဂ္ဂနီပုံနာကြီးကိုပြောလိုက်တဲ့စကားချီပေါ့မௌတ္တခိမေဝိထံမௌတ္တခရိတပုံနာပါရပိနံတံဖူတိတုံနအိစေမင်းသမီးမဂ္ဂနီကတဲ့ကျင်ကြီးကျင်ငယ်တွေနဲ့ပြည့်နေတာဆို ယူယွန်းစရာတွေနဲ့ပြည့်နေတာလို့ပြောလိုက်တာပဲအမှားတော့မဟုတ်လားဟုတ်တာကိုယ့်ကိုယ်နဲ့ကြည့်ပေါ့ဘိုက်ထဲမှာကြည့်လိုက်ယွန်းစရာတွေကြည့်ပဲလေဆောင်းဝန်นี่မေးကြည့်ပါလားမယွန်းမူလားလို့သူတို့နှာခေါင်းပိတ်ထားလို့ဘိုက်ခွဲခြင်းယွန်းစရာတွေရွက်ထွက်လာအဲ့တော့အတူအဆောအသေးမှမဟုတ်ဘူးခဏကူမှယွန်းစရာတွေကိုတွေးပြီးတော့ ရာဂမဖြစ်အောင်ကာကွယ်ရမယ်ရှင်းချရမယ်လို့သူပြောတာနော်ပစ္စည်းဘောကြတော့အနိစ္စတင်ညာနဲ့ရှင်းချတွေ့တာမှုကနှစ်ခုရှိတယ်လူကိုတွေ့တာရရှိတယ်ပစ္စည်းကိုတွေ့တာရရှိတယ်